မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဒေါက်တာဖြူတိဟာရေးသားထားတဲ့စိတ်ဝင်စိတ်ထွက်ကောင်းရင်လားဆိုတဲ့ဆောင်းပါးတို့လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲကံစားနာဆင်ပေးကြပါအောင်ရှင်စိတ်ဝင်စိတ်ထွက်ကောင်းရင်လားအိမ်တိုင်အခန်းတစ်ခန်းကိုအ गे ဖြစ်မဲ့ဆိုဒီအိမ်ဒီအခန်းလေးဝင်လေးထွက်ကောင်းသလားဆိုပြီးကြည့်ကြတယ်မကောင်းရင်မကြိုက်ကြဘူးဒီလိုပဲကိုယ့်အိမ်ရှိရာရေနှုံးများ ရေစည်းရေလာကအောင်လဲလောက်ကြတယ်။မြောင်းတွေပင်းရေစိုးရေညင်တွေဖြစ်လာမယ်။ခြင်းတွေပေါက်ဖွားမယ်။ကိုပိုက်ထဲကိုအစာတွေဝင်နေ။ရေတွေဝင်နေ။အပေါ်အလေးပြန်ဆုံးရတယ်။စီးကျုံဝမ်းချုပ်ဖြစ်နေ နေလို့မကောင်းတော့မို့ဒါအောင်လဲယူဆိုင်ကြပြန်နေ။ပြောချင်တာကဘယ်အရာဖြစ်ဖြစ်အဝင်ရှင်အထွက်ရှိရတယ်။ဒါမှကျမရဲ့အတွက်ကောင်းမယ်။ကျွန်တော်တို့လုံးဝကယူမဆိုင်ဖြစ်ကြတာကတော့တနေ့တနေ့ကိုထဲဝင်နေတဲ့စိတ်အညစ်အကြေးတွေပြန်ထွက်သွားကြသလား။ ထွက်စရာအပေါက်ရောရှိသလားပိတ်ဆို့နေသလားဆိုတာကိုပဲဒီကာလမှာစိတ်ဖိစီးစရာစိတ်ညစ်စရာဆိုတာစက္ကန့်နဲ့အမျှဝင်ရောက်နေတာရှောင်လဲလို့ရတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့ထွက်ပေါက်ကြမရှိဘူးမရှိဘူးဆိုတာထက်မပေးချင်ကြတာမပေးပြစ်ကြတာပေါ့အထူးသဖြင့်ယောက်ျားလေးတွေဆိုပူဆိုးတယ်ငငယ်ကလေးကယောက်ျားဆိုတာတမ္မာရမယ်မျက်ရည်မကျရဘူးမငြီးရဘူးမပြော့ညံ့ရဘူး ဒီလိုသွန်သင်ချက်တွေနဲ့ကြီးပြင်းလာရတော့စိတ်ပိုင်းဆိုင်ရာကျမကြီးမှာအတော်ထိခိုက်လာတယ်။ကိုယ်တိုင်လည်းတစ်ခါတလေဖြစ်တယ်။ပတ်ဝန်းကျင်မှာလည်းမြင်နေရတယ်။စိတ်ထွက်ပေါက်မရှိတဲ့အမျိုးသားတွေ၊တာမာစင်အောင်ဆောင်ပြနေရတဲ့ယောက်ျားတွေ၊ကိုယ်အိမ်နာအတွက်မိသားစုအတွက်ဘာမှမဖြစ်တယ်လို့နေပြရတာလည်းပါမယ်။ဒီလိုတွေညှိတွားရင်ယောက်ျားမပီးတာရောက်တဲ့ခံစားနေရလို့လည်းပါမယ်။ဘယ်တော့မှမရင်ဖွင့်တာတွေစိတ်ပိုင်းဆိုင်ရာအတွက်အကူအညီတစ်ခုခုယူတာတွေမလောက်ဘူးခဲ့တာလည်းပါမယ်။ ကျွန်တော်ပတ်စင်မိဆက်ပေးနေကြ Your Story Program မှာဆိုလာသမျှလူအလုံးရဲ့69ရာခိုင်နှုန်းလောက်ကအမျိုးသမီးတခါတလေပဲအမျိုးသားပါလာတယ်အားလုံးထဲမှာသူပဲအမျိုးသားပါနေတော့ဆက်မကြွိုင်းကျင်တော့ပဲထွက်သွားတယ်ဒီလိုတွေမကြခဏတွေ့ရတယ်ကြာလာတော့စိတ်တွေမပျော်တော့ဘူးထုံတိုင်းလာတယ်ခတ်ထန်လာတယ်စံနှံလာတယ်အရက်တွေမူးရစေတွေနဲ့ထွက်ပေါက်ပေးမိတယ်အမျိုးသားမှမဟုတ်ဘူးအမျိုးသမီးတွေမှလည်းတွေ့ရတတ်တယ် အကြောင်းကြောင့်ကြောင့်ထွက်ပေါက်မဲနေတာတွေပေါ့လေဝင်လေထွက်မကောင်းတာကသိတာတယ်ရေဝင်ရေထွက်မကောင်းတာလည်းမြင်တာတယ်စီးချက်ဝမ်းချုံရင်လည်းလက္ခဏာကချက်ချင်းပြတယ်စိတ်ဝင်စိတ်ထွက်မကောင်းတာကကြောင့်မမြင်တာဘူးချက်ချင်းမသိဘူးတစားတစားနဲ့မှ လောင်းနဲ့ဖွဲမိလို့ပဲဒါကြောင့်ပူတရိထားရတယ်ပူကယူဆိုင်ရတယ်ပူပြီးလဲကြိုးစားရတယ်အခန်းပရင်ပေါက်ဖွင့်လိုက်တယ်လို့ရေမြောင်းပေါ်လိုက်တယ်လို့ဝမ်းနှုတ်စီးတောက်လိုက်တယ်လို့လွယ်တဲ့ကိစ္စမဟုတ်ဘူး ဘလို့ပဲဖြစ်ဖြစ်ဒီအချက်ဟာကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်အထူးခရုပြုတဲ့အချက်ဖြစ်ပါတယ်။တရားရောက်ကိုရင်ဖွင့်မှကျွမ်းကျင်သူစီအကူအညီယူမှာတော့မဟုတ်ပါဘူး။စာအုပ်ထဲချရေးတာကိုလက်လေးစင်ကန်လောက်တာယောဂကျင်တာတချင်းနာထောင်တာပကြီးဆွဲတာစသဖြင့်လုပ်မယ်ဆိုလည်းရပါတယ်။အဓိကကတနေ့တနေ့ကိုယ်စိတ်ထဲဝင်လာတဲ့စိတ်ဖြစ်စီမှုတွေပူပန်မှုတွေတော့ကတွေပြန်ထွက်သွားဖို့ပါပဲ။ဒါမျိုးကအပေါ်မှာရေးခဲ့တဲ့ဥပမာတွေလိုပဲ။ စတိုင်လုံးနေစွန့်ထုတ်နေရမယ့်ကိစ္စဖြစ်တယ်။ခုဝင်လာလိုက်ထွက်ပေါက်ပေးလိုက်ထွက်ဝင်လာလိုက်ထွက်ပေါက်ကနေစွန့်လိုက်ဒီလိုပဲဆက်သွားနေကြရမှာပါ။ခုကာလကမပြောင်းရွှင်စရာတွေတိတ်များပါတယ်။အဝင်ကိုထိန်းချုပ်လို့မရနိုင်ဘူး။အထွက်ကိုကယူဆိုင်ကြပါမှအဲ့ဒီအညစ်အကြေးတွေကိုယ့်စီပုံမနေတော့မှာပါ။တနေ့ကိုအနည်းဆုံး15မိနစ်နိုင်ဝက်လောက်ဖြစ်ဖြစ်တော့ကိုယ်စိတ်အတွက်ချိန်ပေးကြစီချင်ပါတယ်။ဒေါက်တာဖြူတီဟာ 14ရက်5လ2025ယခုနောက်တစ်ပုတ်အနေနဲ့ဂျေစုတင်တဲ့ခြင်းနဲ့မျှဝေတဲ့ခြင်းဆိုတဲ့ဆောင်းပါတို့လေးကိုဆက်လက်ဖတ်ပြမှာပဲဖြစ်ပါရရှင်ဂျေစုတင်တဲ့ခြင်းနဲ့မျှဝေတဲ့ခြင်း gratitude လို့ခေါ်တဲ့ဂျေစုတရားကို gratitude လို့ခေါ်တဲ့ဂျေစုတရားကိုအတိအမှတ်ပြုတဲ့ခြင်းဟာစိတ်ကျမ်းမာရေးအတွက်အင်မတန်အရေးကြီးပါတယ်လူမှုဆက်ဆံရေးလည်းပိုပြီးအဆင်ပြေစေတယ်ကျွန်တော်တို့ဟာတခါတလေကြာ whiteboard တစ်ချက်လုံးပေါ်ကအမဲဆက်ကလေးကိုပဲပုံမြင်တတ်ကြတယ်မဟုတ်လားလူတွေနဲ့ပတ်သက်ရင်လည်းမကောင်းတာပဲတတိယကြတာများတယ်သူ့အရင်ကကို့ဘောကောင်းပေးခဲ့တာတွေကိုတော့မေ့သွားရကြတယ်ဒီကအမုန်းပွားတယ်အညှို့ထားတယ်နာကြီးတယ်ဘဝပြီးအခြေအနေရကံကောင်းကြတာတွေလည်းအများကြီးရှိတယ်မွေးဖွားကြည့်ပြင်ရဒီသားလူသွားဖြစ်တယ်မိပါမျိုးယူရုပ်စင်အင်ကစသဖြင့်ပေါ့ဒါရီပေါ်မှာလဲဂုံမောင်းနေပဲအတိအမှတ်ပြုတ်တတ်ဖို့လိုအပ်တယ် အဲ့ဒါကနှိမ့်ချခြင်းကို ဖြစ်လာစေပြီးကိုလောင်မှကံမကောင်းသူတွေကိုကိုယ့်ရဲ့ကံကောင်းခြင်းတွေပြန်လည်မျှဝေနိုင်လာစေတယ်။အခုဆိုရင်နိုင်ငံရဲ့နေရာအနှံ့အပြားမှာဆင်းရဲဒုက္ခရောက်နေကြတယ်။ထမင်းနမှန်အောင်စားရဖို့ပူပန်နေရသူတွေအသက်နဲ့ခန္ဓာဘယ်နည်းဦးစားကွယ်မယ်မသိတဲ့သူတွေနေမကောင်းဖြစ်လို့တောက်ဆရာစီတောင်မရှိရှာတဲ့သူတွေတူးနေတည်းပဲကို့ဘဝကိုခက်ခဲလာပြီးတဲ့အခါသူတို့တွေနဲ့နှိုင်းရှင်ပြီးငါကအများကြီးတော်ပါသေးတယ်လို့ တခါတလေတွေးကြည့်ပေးရတယ်။သူများတွေတောင်ဒီလောက်ဒုက္ခရောက်နေတာငါကဒါတွေကိုညင်ညူမနေသင့်ဘူးဆိုပြီးကိုခံစားချက်တွေကိုပိတ်ပင်မထားသင့်ပေမဲ့ဒါဒီလဲစိတ်ကိုဖြည့်ပြောက်တဲ့အတွေ့အကြုံမျိုးပဲ။တစ်ဖက်မှာလည်းကို့မှာရှိတဲ့ကံကောင်းခြင်းတွေကို မျှဝေရမယ်။ဓမင်းနဲ့မမှန်သူတွေပိုက်ပြေတော့အောင် အမိုးကမရှိသူတွေအမိုးကလေးတွေရလာအောင်နေမကောင်းဖြစ်လို့စိတ်ကမပြနိုင်သူတွေတောက်စီအားစေရှိအောင်စသဖြင့်ပေါ့။ဒါဟာကိုယ့်ရဲ့ blessing တွေကို အကောင်းဆုံးအသုံးချနိုင်လည်းဖြစ်ပါတယ်။ဒီဂျင်နာတရားကလိုအပ်နေသူတွေကိုပဲအကျိုးရှိစေတာမဟုတ်ပါဘူး။ပေးလိုက်တဲ့သူရဲ့စိတ်ကိုပါကြည်လင်စေတယ်၊အေးချမ်းစေတယ်၊ပျော်ရွှင်စေတယ်။ဒါကြောင့်လဲအကြည်တက်ရရရကြောင်းအကြောင်းတရားတွေထဲမှာအဂျင်နာတရားထားခြင်းဟာထိတ်ဆုံးကနေပါဝင်နေတာပဲဖြစ်ပါတယ်။ဒေါက်တာဖြိုတီဟာ19ရက်5လ2025နောက်တစ်ပုဒ်ဆက်လက်ပြီးဖတ်ပြမှာကတော့ကုကေယာမင်းရဲ့ခန်းစားချက်ကို ဘလို့ဖြစ်ပြောင်းမလဲဆိုတဲ့ဆောင်းပါတူလေးပဲဖြစ်ပါတယ်ရှင်။ကုကေရမဲတဲ့ခန်းစားချက်ကိုဘလို့ဖြစ်ပြောင်းမလဲ feeling helpless လို့ပြောကြပါတယ်။လူတယောက်ရဲ့စိတ်ကြမ်းမာရေးအတွက်တင်မကတခါတည်းရန်အသက်ကိုပါအနည်းပေးနိုင်တဲ့အထိအရေးကြီးတယ်။လူကိုမျှော်လင့်ချက်ကင်းမဲ့စေတာဆင်းရဲဒုက္ခမဟုတ်ဘူး။အဲ့ဒီဆင်းရဲဒုက္ခတွေအဆုံးသတ်သွားအောင်ငါဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့အတွေ့အကြုံကမျောလင်းချက်ကင်းမဲ့စေတာဖြစ်ပါတယ် ို့တို့ဘွားစားအခက်အခဲဒုက္ခတွေကမှတော်သေးတယ်။ကိုထိန်ချုံမှုအောက်မှာရာဂိုင်းနှုံးတော်တော်များများရှိတယ်။စူးစားလို့ရတယ်ဖြည့်ရှင်းလို့ရတယ်။ဘေးမှာကုညီပေးမဲ့ပဝင်ခြင်းကောင်းရှိရင်ပို့တောင်းမှလွယ်ကူသေးတယ်။ကိုကေရမဲ့နေတယ်လို့မခံစားရဘူး။ခုမြင်တွေ့နေရတဲ့တပြည်လုံးအတိုင်းအတာနဲ့ဆင်းရဲဒုက္ခတွေကြတော့ happiness ဆိုတဲ့ခံစားချက်ကြီးကိုတကယ်ပေးတယ်။ကိုတက်နိုင်တာလည်းမမြဆဆမရှိဘူး။ရင်ဆိုင်နေရသူတွေကလည်းတကယ်ကိုလူစိတ်မရှိတော့တဲ့ စစ်မိတ်စာတွေတိုင်းတပကလာကျွကျော်ရင်တောင်းမလုံနိုင်တဲ့ရဆက်မှုအပေါင်းကိုနောင်တရခြင်းမရှိအပြစ်ရှိသလိုခံစားရခြင်းကိမဲ့စွာနဲ့လှုပ်ဆောင်နေကြတယ်။နိုင်ငံတကာကငဲကြည့်ပြန်တော့လေဒါရီဖြစ်ပျက်နေပါတယ်ဆိုတော့အော်တန်တွေကိုတောင်းကြားကြသေးရလားမသိတော့ဘူး။ဒီဘက်ကြည့်လိုက်ပြန်တော့အချင်းချင်းအပြစ်တင်နေတာရင်းနေရွက်နေရတွေပြည်တွင်းမှာမှအတန်ထွက်မရတာနားလေပေမဲ့တိတ်တိတ်ကလေးနေဖို့တောင်စီးမဆောင်နိုင်တော့တဲ့ကုံကုံပြောရရင်တပီတဲ့အတူတူနေပြီးဘာဖြစ်နေမဲမသိကြတော့တဲ့ မိဝေစိတ်တွေမိနေဝေးတဲ့အခါစိတ်တွေမလာသလိုတိုင်းပြည်ရဲ့ဖြစ်ပျက်နေတဲ့အပူမီးတွေကို negative 5တွေဆိုပြီးဝိုးဝေးနေရင်ကနေနှလုံးသားတွေမာကျောလာတဲ့သူတွေလူမှုရေးပြည်တံခတ်ဖို့ဖယ်စင်ဖို့ကိုခုထိပြောနေရသေးတာတွေအကောင်ပေါင်းစီလိုက်တဲ့အခါကုကေရမဲတဲ့ခံစားချက်ဒီအခြေအနေကြီးလွန်မြောက်ဘာမှမစမ်းဆောင်နိုင်တော့ဘူးဆိုတဲ့မျောလင်းချက်ကင်းမဲ့မှုကိုဖြစ်လာစေတော့တာပဲတပတ်ကကြည်ပြန်ရင်လဲသူတို့ကဒီလိုပဲဖြစ်စေချင်ကြတာပါ ဒီလိုပဲခံစားသွားရစေချင်တာပါဆိုရတဲ့အပြည့်ပြက်ရှုံးနေမှုဓာရီကိုထက်ခါထက်ခါကြုံလာရတဲ့အခါငါတို့ဘလောက်လုံးလုံးမထူဘူးဆိုတဲ့ခံစားချက်ဝင်းကိုဝင်ပါတယ်ကုကေယာကင်းမဲ့မှုကိုတင်ယူလိုက်ရခြင်း land helplessness လို့ခေါ်တယ်ကို့ဘဝမှာလည်းဒီလိုပဲလေကောင်းကောင်းမွန်မွန်နေတယ်ကြွကြဆဆလုပ်တယ်အဆင်မပြေဘူးမအောင်မြင်ဘူးအမြင်အထင်အငေါနဲ့ဒုက္ခပဲရောက်နေတယ်ဒီခါကောင်းကောင်းမနေစင်တော့ဘူးမကြိုးစားချင်တော့ဘူး မထိန်သိမ်းကျင်တော့ဘူးကုံကုံပြောရရင်ဆက်ရှင်တန်ဖိုးကိုပါလက်လျှော့အယုံပေးသွားတတ်တယ်။ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ငါဒီအခြေအနေကိုလွန်မြောက်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုမြင်းမြဲစုပ်ကင်ထားဖို့ဟာအရေးကြီးတယ်။အခုလေကျွန်တော်တို့ကိုအဲ့ဒီလိုခံစားရစေစနာငါတို့ကဘလို့အင်အားကြီးတာမင်းတို့ပဲပြက်စီမှာဘလောက်စူးစမ်းစူးစမ်းမနိုင်ပါဘူးကွာမရပါဘူးကွာဆိုတဲ့အစ်စ်ကိုရိုက်ထည့်ပေးနေတာဒါကိုမြင်မှုလို့တယ်တံပြန်နိုင်မှုလို့တယ် အဲ့ဒီအတွက်ကတယောက်တည်းလုံနိုင်တာတွေရှိတယ်။အချင်းချင်းဖေးမမရတာတွေရှိတယ်။လိုအပ်မဲ့အချက်တချို့ကိုပြောရရင်တော့နံပါတ်၁ခန်းစားချက်တွေကိုအတိအမှတ်ပြုကိုယ်ကရမဲ့တဲ့ခန်းစားချက်မျိုးဖြစ်နေသလားဖြစ်ပါ ဖြစ်ခွင့်ရှိပါတယ်။တစ်ချိန်လုံးတမာနေကြမလို့ပါဘူး။အတင်းညှင်းဆန်နေကြမလို့ဘူး။ဒီခန်းစားချက်တွေဘယ်ကနေလာသလဲ။ဘာကြောင့်ဖြစ်ရသလဲ။ဒီလိုခန်းစားလာရရင် ကို့အပေါ်ဘယ်လိုတက်ရောက်မှုရှိသလဲ။ဥပမာ လက်လျှော့ကျင်လာတယ် ဘာမှဆက်မလုပ်ချင်တော့ဘူးဖြစ်လာတယ်။ဒါတွေကိုပါသတိထားမိဖို့လိုပါတယ်။နံပါတ်1ကိုထိန်ချုံမှုအောင်မှရှိတာတွေကိုအာယုံဆိုင်ဒီကာလတခြားလုံးနေပါရေးခဲ့ပြောခဲ့ကျွန်တော်ကိုယ်တိုင်လည်းလုပ်နေတဲ့အချက်ပါ focus on the things you can control ဒီနေရာမှာနိုင်ရဝင်ကို တိုးတိုးပြီးထမ်းဖို့တော့လိုပါတယ်။တရားဖို့တန်နိုင်တာကိုတထောင်မိုးလောက်မလုပ်နိုင်ရင်ကောင်းလားဆိုပြီးပူပန်မနေနဲ့တရားဖို့တန်နိုင်တာကိုတစ်ချက်ဖို့လောက်လုပ်ပြီးလဲ ဒါငါတက်နိုင်တာအကုန်ပဲဆိုပြီးတော့မညာနေနဲ့မညာနေနဲ့နံပါတ်3ချစ်ချင်းမေတ္တာကိုပြသကိုလိုပဲတခြားလူတွေလည်းခံစားနေကြရလိမ့်မယ်သူတို့မျော်လင့်ချက်တွေရှင်းတမ်းလာအောင် ကိုဘကတက်နိုင်တာကူညီငွေအားလို့အားနောက်ဆုံးဘာမှမတက်နိုင်ရင်တောင်းပျော်မပြရွှင်မပြခြင်းဖြင့်စာနာမှုလေးပြသလို့ရတယ်နံပါတ်4ကိုကလည်းအကူအညီယူနိုင်ငံအနေနဲ့စဉ်းစားကြည့်ကမ္ဘာကြီးကသာရက်ကြည့်မနေဘူးဆိုကျွန်တော်တို့ဘလောက်အားရှိမလဲ ဘာကူညီမှမရတော့ hubliness ကို ပိုခံစားရတယ်။ဒါကြောင့်ကိုလည်းအဲ့ဒီလိုခံစားနေရရင်အကူအညီရယူဖို့မမေ့နဲ့။အပိစကားလေးကနေငွေကြေးအကူအညီအလဲကျွမ်းကျင်သူတယောက်စီကဆွေးနွေးမှုအဆုံးအကျုံးဝင်နေ။ဒီခီးချမ်းကိုတယောက်တည်းဖျက်ဆီးမနေနဲ့။နံပါတ်5ဆိုရှယ်မီဒီယာသုံးတာလျှော့ဒီတဲ့နေလူတရားတင်တာလဲတင်အချိန်ပြည့်ကြည့်ရှုနေခြင်းကတော့ကိုယ်တိုင်မကတခြားလူတွေစီပါ ကူခဲ့ရမယ့်တဲ့ခံစားချက်ကိုဖြန့်ဝေပေးနေတယ်လို့ဖြစ်တတ်တယ်။ဝါရဖြန့်လို့စိတ်ဓာတ်ဆစ်စင်ရေလုံးလို့လည်းအကောင်းဆုံးအချိန်မဟုတ်လား။တံပြန်တင်တာတံပြန်ကြည်တင်တာကြည်လှုပ်တင်တာလှုပ်စိတ်ကိုတော့အရန်ထိခိုက်မခံနဲ့။တခါ emotional ဖြစ်နေတဲ့ထင်းရင်ဘာ post မှမတင်နဲ့။စိတ်ခံစားချက်နဲ့တခုခုရေးလိုက်တာတက်ဘာမှမရေးတာကပိုကောင်းနေ။လူတွေရဲ့စိတ်အခြေအနေဆိုတာ ူတကူစားအတွက်ဘလောက်ကျမ်းမာအောင်နေသလဲဆိုတာအပြင်ရှင်တန်နေရတဲ့ပတ်ဝန်းကျင်အနေအထားနဲ့လည်းဆိုင်မာသေးတယ်။လက်တလောကတော့ဘလို့မှကိုစိတ်မကျမ်းမာနိုင်တဲ့ကျမ်းမာနေတဲ့ဆိုရင်တောင်ပုံမှန်မဟုတ်ဘူးယူဆရမယ့်အခြေအနေမျိုးတွေနဲ့ကြုံတွေ့နေရတာပါ။ဒါကြီးပြီးဆုံးသွားလွန်မြောက်သွားမှာပဲစိတ်တွေပြန်ကျမ်းမာလာကြမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီတော့မှစိတ်တွေပြန်ကူစားမယ်လို့လို့မရဘူး။စိတ်မကျမ်းမာနေတဲ့သူမျောလင့်ချက်မရှိတော့တဲ့သူ ကုကေယာကင်းမဲ့မှုကိုတင်ယူထားရတဲ့သူဟာပုံမှန်အလုပ်တွေတောင်မလုပ်နိုင်တော့ဘူး။ဒါကြောင့်စမအောင်နေချင်းစူးစမ်းရှင်သန်ခြင်းဟာလည်းအရေးကြီးတယ်။အခြေအနေတွေပြောင်းလဲလာအောင်ကြိုးပမ်းနေတဲ့တပြိုင်တည်းမှာဒါကိုလည်းအာယုံဆိုင်ရမယ်။ကိုကိုကိုဘယူဆိုင်ရမယ်။မဟုတ်ရင်ခီးဆုံးပန်းနိုင်ထိကိုဆက်မလျှောက်နိုင်တော့ပဲဖြစ်သွားလိမ့်မယ်။ဒီအတွက်ဂီယူဆိုင်ပါ ရှင်သန်ပါအချင်းချင်းဖိတ်ကူပါ။ဒါရီဟာမျောလင်းချက်ကိုရှင်သန်စေတဲ့ ကုကင်ယာကင်းမဲ့မှုကိုပြပြောင်းစေမယ့်အကြောင်းတရားတွေပဲဖြစ်ပါတယ်။ဒေါက်တာဖြိုသည်ဟာ73ရက်5လ2025ရေကူပပြသွားတဲ့ဆောင်းမတို့လေးများကိုအဆုံးထိလိုက်ပါနာစင်ပေးသူတဦးတရာချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နောက်လာမယ့်ဗီဒီယိုအသစ်ကလေးတွေကိုလည်းဆက်လက်နာစင်ပေးဖို့အတွက်တောင်းဆိုပါတယ်။အားလုံးပဲဘေးပြရာတွေဝေးကွာပြီးတရားလာပါတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူပိုင်းပါ။